အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေအင်္ဂါအသားသမီးအားလုံးအတွက်မေ17လ2025ကနေ8ရက်17လ2025အတွင်းမှာကျုံတွေ့ရမယ့်တပတ်စာကဏ္ဍမှာဟောကင်းကိုကဏ္ဍတစ်ခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေအင်္ဂါအသားသမီးတွေပေါ့လေအဲဘလိုကံရရလေးတွေကျုံတွေ့ရတက်လဲဆိုတော့အလုံးနဲ့ပတ်သက်ပြီးစပြောကြပါတော့ဗျာနော်အင်္ဂါအသားသမီးကျွန်တော်မိတ်ဆွေတွေဒီကာလမှာ အလုပ်တော်လကောင်နေရာဌာနတော်လကောင်အပြောင်းလဲဖြစ်တဲ့ game ပါလေဗျအထူးသဖြင့်ပြောင်းတဲ့အခါမှာ तू ကနည်းနည်းလေးဝေးလန်လန်ပြောင်းတတ်တဲ့အနေအထားဖြစ်တဲ့ game ပေါ့နော်ဆိုတော့ဥပမာအဖြစ်ပြပထွက်ပြီးအလုပ်လုပ်မဲ့သူတွေဆိုရင်ဒီကလာမှာနိုင်ငံထွက်ပြီးအလုပ်လုပ်ရတဲ့ game တွေမှာပါတယ်အဲ့တော့နိုင်ငံသွားနေတဲ့သူတွေဆိုတော့ဒီတစ်ပတ်ကလာဒီအင်္ဂါတာသမီတွေတို့ကကံထပ်ပေါမှုပြီးတဲ့အဲရက်ပိုင်းတွေမှာပါတော့ဝန်တာဖို့ကောင်းတယ်ပြပထွက်ပြီးအလုပ်လုပ်ရတဲ့ game တွေမှာပါတယ်သူကရက်ဝေးရက်နေခင်းနှစ်ခုသလုံးသွားတတ်တယ်တချို့တွေကတော့လက်ရှိအလုပ်ကနေတခြားအလုပ်တစ်ခုကိုပြောင်းနေတာပေါ့နော်နည်းနည်းဝေးလန်လန်ပြောင်းနေတယ် ဆိုလိုချင်တာကဒီနေရာဒီဌာနမှာပဲပြောင်းလိုက်အပြောင်းလဲမဟုတ်ပဲနဲ့တချို့ကလက်ရှိလောကနေထွက်ပြီးတော့လုံးဝထွက်လိုက်ကြပေါ့နော်။နောက်အလို့အစိမ်းအစ်တစ်ခုကိုလှုပ်လိုက်တယ်။တချို့ကကြတော့လက်ရှိတော့အလို့တော့မှန်ပါရဲ့သို့တော့တခြားဌာနတစ်ခုတခြားမြို့နယ်တစ်ခုကိုပြောင်းအားရှိရတဲ့တဲ့ကိန်းအဲ့လိုကြီးကြီးမားမားအပြောင်းလဲတစ်ခုဖြစ်လာတဲ့ကိန်းတွေမှာသွားပါပါတယ်။အလို့ပြောင်းပြောင်းမပြောင်းရင်နေရာထင်းထင်းပြောင်းပါလိမ့်မယ်နော်။အဲ့ဒီအတွက်လဲဂျိုရင်ပြင်ဆင်ထားကြပါလို့အကြံပေးခြင်းနဲ့ အဲ့ဒါဆိုပြီးတော့ကျွန်တော်ကဝန်ထမ်းတွေတက်စားလို့ရှိရင်တော့ပြည်ပထွက်ပြီးလှုပ်လှုပ်မဲ့သူတွေအတွက်ဝန်သာဖို့ပို့ပြီးတော့ပြောတယ်ဒီလိုကိန်းခံမျိုးတွေကနိုင်ငံသားထွက်လို့အကောင်းဆုံးသောကားတွေမှာပါလို့ထွက်ပြအောင်ထွက်ကြပါကိုယ့်ဘက်ကလည်းဝရိယအားလေးထားပြီးကြိုးစားပြအောင်ကြိုးစားကြပါဗျာနော်နောက်တစ်ခုထပ်မှာကျင်းတဲ့အစိုးရဝန်ထမ်းတွေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကာလမှာအထက်လူကြီးတော်လည်းကောင်းလုပ်ဖို့အကင်ဘက်တော်လည်းကောင်းဖိအားပေးတာလေးတွေသဘောထားမတိုက်ဆင်တာလေးတွေဖြစ်တဲ့ကိန်းတွေမှာပါတယ်အဲ့ဒါလေးမပေါ်နဲ့ဗောနော်ကိုကတော့အကောင်းဆုံးကြိုးစားပြီးလုပ်ပြီးတော့လည်းပဲမဖြစ်နိုင်တဲ့ဟာကြီးတောင်းဆိုတာလေးတွေဖိအားပေးခံတာလေးတွေကြုံရတော့ စိတ်အညစ်အစရာလေးတွေနည်းနည်းလေးအဲ့လောက်ထဲမှာကြုံရတဲ့အများနဲ့တရားဖြစ်တဲ့ကိန်းတွေမှာပါတယ်နော်အဲ့တော့ဖြစ်လာလို့ရှင်တော့ပြောင်းလို့ရမယ်အဲပြောင်းနေဆိုတဲ့အခါမှာလက်ရှိလောက်ကထွက်ပြီးတခြားလောက်တစ်ခုပြောင်းရင်ကောင်းလားမင်းကောင်းတယ်ဗျနော်ထွက်လို့ရတယ်ပြောင်းနေဆိုရတယ်ဆိုတော့ပြောင်းပြောင်းပြောင်းသူမဟုတ်ကိုကကိုပိုင်စီဝိုင်းတစ်ခုကိုစတင်အကောင့်ထဲဖော်မယ်ဆိုလက်ဒီကလာမှာစတင်ပြီးတော့လုပ်ပါအဆင်ပြေပါတယ်အဲ့မှာမဟုတ်နိုင်ငံသားထုတ်ပြီးအလုပ်လုပ်မယ်ဆိုလည်းဒီကလာမှာသွားတဲ့ကိန်းရှိတော့သွားပြအောင်သွားအစဉ်ပြေမဲ့ကိန်းတွေမှာပါတယ်ဘာမှစိတ်ညစ်ခံနေလို့ပဲကျွန်တော်အကြံပေးချင်တယ်ပေါ့လေနော် အဲနောက်တစ်ခုအင်္ဂါသားသမီးတွေကိုမာဂျင်နာကျမ်းမာရေးနဲ့ပတ်သက်ပြီးမာဂျင်နဲ့အဲကျမ်းမာရေးမှာအဲကိုကိုနိုင်လည်းဖြစ်တတ်သလိုကိုရဲ့မိဘသို့မဟုတ်ဆွေမျိုးညီကောင်မောင်တို့ပါဗောနော်သားသမီးပေါ့အဲ့တော့အဝေးကြီးမကြည့်ပါဘူးကိုရဲ့မိဘအလင်သို့မဟုတ်သားသမီးအဲသူတို့ကျမ်းမာရေးညနေခါမှာကိုကစိတ်ပူစိတ်ပူစိတ်ပူပင်ရတာဗောနော်လိုက်ပြီးဖြည့်ရှင်းရတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့အဖေနဲ့မေရှိတဲ့ဆိုရင်အများအပြားမိခင်တွေကျမ်းမာရေးအညံ့လေးတွေကြုံရတတ်တဲ့ကိန်းရှိတယ်။နောက်တစ်ခါသားသမီးကျမ်းမာရေးညံ့တာလေးတွေတတိယကတော့ကျမ်းမာရေးတိုင်းမဟုတ်ဘူးဗျာညံ့တာခလေးသေးသေးလေးတွေဆိုတော့ကျမ်းမာရေးညံ့တာပေါ့။တချို့ရရောက်တဲ့သားသမီးတွေ တို့အခက်ခဲလေးတွေဒီဆောင်တစ်ခုကြုံနေရတာအရင်မခင်တဲ့နေရာတွေရောက်နေတာမျိုးသိရတဲ့အခါမှာဒီဟာမိခင်ဖခင်နေအနေနဲ့စိတ်ပူဝင်တောခလေးတွေရောက်တဲ့ကိန်းထဲမှာသွားပါနေတော့တာသမီတွေကိုအကြောင်းပြုပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတဲ့ကိန်းထဲမှာပါတယ်အထူးသတိထားရမှာပေါ့လေနော်အဲမိမိကိုယ်တိုင်ကျမကြီးနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်ခဲ့သည်ရှိတော့စီအဆုပ်အစာရင်းနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်ရင်နည်းနည်းလေးပြင်းထန်တော့ဂရုစိုက်ပြီးလေနော်စီအဆုပ်အစာရင်းနဲ့ပတ်သက်ပြီးဖြစ်တဲ့အခုကလေးလူငယ်လူရွယ်လေးတွေရရမိမမကြီးတခုသတိထားစေချင်တာကမူရစေဝါသုံးဆွဲတာတွေဖြစ်စေတောက်စားပြော်ပါလို့ဖြစ်စေ ဲ့လိုမျိုးတွေလုံကျူးကျူးဖြစ်ပြီးတဲ့နောက်ပိုင်းအမားရွေးလုံးမိတာတွေဖြစ်ပြီးဒုက္ခရောက်တဲ့ကိန်းတွေမှာပါတော့အထူးသတိထားပေးပါနော်အဲဒီစကားလေးမမေ့ပါနဲ့အပျော်ပါးကြောင့်ပျက်စီးတဲ့ကိန်းတွေမှာသွားပါလို့ရှင်းပုံရှင်းကံကြီးမာတဲ့သူတွေဆိုရင်ဒီကာလမှာရွှေတွေငွေတွေဝင်တဲ့ကိန်းတွေရှိတယ်၊ခြံတွေကားတွေဝင်တဲ့ကိန်းတွေရှိတယ်၊ဝင်အဝင်တော်ပါတယ်နော်။ငွေကြေးစည်းဝါးဥစ္စာတွေပတ်သက်ပြီးဘာမှစစ်မှုတရားမလို့ပါဘူး။ဒီကာလကပတ်စံဒလဟောဝင်တဲ့ကိန်းတွေမှာပါလို့ပါ။အဲ့တော့ပတ်စံတွေပါရရတယ်ဆိုလို့ရှင်တော့ဟိုမြန်မာဆက်လာရတယ်ဆိုရင်တော့ကားဝယ်တဲ့နေလဲဝယ်နော်၊ခြံဝယ်တဲ့နေလဲဝယ်အဝင်တော်တာပေါ့ သို့မဟုတ်ရွှေလီပါတွေဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်ပါအဝင်တော်ပါလေဈေးကောင်းပြန်ရမှာဖြစ်တဲ့တို့ကဝယ်ပြီးတော့ယင်းနှမျက်နှာမယ်ဆိုရင်အမရန်တင့်တော်လေလို့အကြံပေးခြင်းနဲ့ပဲနော်အနည်းဆုံးတချို့ကိုပိုင်စီဝါလေးတခုလောက်ခြင်းနဲ့ဆိုရင်ကုံစံနေပါလေဖွင့်ပြီးတော့လောက်တာငပိငါချောက်ပဇွန်ကြောက်လို့ဖောက်ကြောက်အချောက်ချန်လေးရောင်းဝယ်ဖောက်ကြတာအစဒီကလာမှာအကျိုးပေးတဲ့ဂိမ်းတွေမှာပါတော့အဲ့ဒီလုပ်ငန်းတွေကိုယင်းနှမျက်နှာပြီးလုပ်တဲ့နယ်လို့ဆရာအနေနဲ့အကြံပေးပြရသေးနော် အင်္ဂါသားသမီးတွေကျမ်းမာရေးအညာခက်လေးတွေဂျုံတဲ့ခါမှာတနင်္လာသားသမီးဆရာဝန်နဲ့ပြပင်းအနာနဲ့စင်းနဲ့တူပြီးတော့အမြန်ဆုံးတက်တာပြောင်းဝင်နေမယ်အစားစားတွေပါလေစားတဲ့ခါမှာတော့ဒီကလာမှာဖြစ်နိုင်လို့ရှိရင်စိတ်သားတို့နော်အဲ့ဒါတွေမစားနဲ့ပေါ့နော်ဖြစ်နိုင်လို့ရှိရင်စိတ်သားလုံးဝစားလို့မကောင်းပါဘူးပြီးတော့ဝတ်သားလည်းရှောင်လို့ရမယ်ဆိုရှောင်သေးခြင်းနဲ့ဖြစ်နိုင်ဆရာသဘောရဆိုရင်ချီလေးရမလေးရှောင်လိုက်ရင်ဘလောင်းကောင်းမယ်လို့အကြံပေးခြင်းနဲ့စီးရီပါလေတောက်တဲ့ခါမှာဒုက္ခရစီလေးပြီးတဲ့စီလေးတောက်မတောက်ပါနဲ့အစာမစီမဖြစ်တဲ့ကိန်းလေးမှာပါပါတယ် အခြေအိမ်တော်နဲ့ပတ်သက်လို့ရှိရင်တော့အင်္ဂါသားသမီးတွေဖြစ်နိုင်တဲ့ဒီကာလမှာအခြေအိမ်တော်ကြီးကိုလုံးဝခရီးမဆိုင်ပါနဲ့တစ်ဖက်မှာငွေကြေးစီးပွားလက်လာပါလေးတွေပြည့်စုံပြီးတော့အဲကောင်းတဲ့ကံလေးတွေအများကြီးရှိတာမှန်တယ်လို့ပဲအခြေအိမ်တော်ကြီးကတော့ကံညံ့တဲ့ထဲမှာပါပါတယ်ဖြစ်လို့ရှိရင်ချစ်သူအိမ်တော်ဘက်ရှိရင်အိမ်တော်ဘက်ပေါ့နော်သူတို့နဲ့စကားကြောက်တာတွေဖြစ်ပြီးကိုယ်တာပြတာလေးတွေကိုယ့်ချစ်သူကိုယ့်အိမ်တော်ဘက်တွေကကိုယ့်ကိုဖောက်လွယ်ဖောက်မှန်လုပ်တာတွေကြုံရတဲ့ကိန်းလေးရှိလို့အဲတတိထားပေါ့နော်ဒါအပြင်တချို့တွေရှိသေးတယ်ကိုယ်တိုင်ကလည်းဖောက်လွယ်ဖောက်မှန်လုပ်မိသွားတာမျိုးတွေကိုယ့်စီဝင်လာတဲ့ဟာလေးတွေကိုမထိန်ချုပ်နိုင်လို့ပေါ့နော် ထားပါတော့ဒါကိုကအမျိုးသားတယောက်ဆိုကြပါဆိုဒီကလာမှာတက်ဆာမှုရေးပျော်ပိုင်းနဲ့သွားရင်းနဲ့ဟိုမကောင်းတဲ့အမျိုးသမီးလေးတွေပေါ့နော်ကရီဘီမှာဆက်ဘာဆက်ဒီအဖြစ်အဲ့မှာသွားပြီးညှိဆုံမိတဲ့ခါမှာမိသားစုပြဿနာလေးတွေဖြစ်တာဝင်လာမဲ့ငွေကြေးစီးပွားလွတ်လာဘာတွေမဝင်တော့မနဲ့လက်ပိတ်ချသွားတာစသည်အဖြစ်အဲဒါမျိုးလေးတွေကြုံရတတ်တဲ့ကိန်းရှိတော့သတိထားရှောင်ရှားကြဖို့အကြံပေးချင်တာပေါ့လေနော်။ဒါမှမဟုတ်လက်ပိတ်ဝိုင်းအရန်နှမြဖို့ကောင်းလို့ပါတချို့ရှိသေးတယ်ဒီကားမှာချစ်သူတွေပါလေကိုယ်လာပြီးကန်းလန်းတဲ့လူတွေရှိလို့ရှိရင်ကိုကလွတ်လပ်တဲ့လူတွေရောက်ဖြစ်လို့ချစ်သူတွေပါလေထားမယ်ဆိုခွင့်ရင်တော့မှမထားသင့်ပါဘူး ဘာလို့လဲဆိုတော့လာတဲ့သူတွေကလူပြိုပြိုမဟုတ်တာတွေနောက်ဆက်တွဲတိုးလို့တလောင်းပါတဲ့သူတွေလူလိန်လေးနဲ့စုံကားတက်တဲ့ဂိမ်းတွေမှာပါလို့ဂယူးဆိုင်ပေးပါနော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့အင်္ဂါသားသမီးတွေပညာရေးကံလေးတွေကနည်းနည်းလေးအားနည်းတယ်ဗျဝရိယအားလေးထက်ပြီးကြိုးစားမှရမယ်စိတ်ပင်ပန်းလူပင်ပန်းတွေဖြစ်တဲ့ကာလဆိုတော့ပညာရေးထက်ကိုအာယုံအပြေအဝမဆိုင်နိုင်ပဲနဲ့လေအဲစာချက်လို့မရပဲဖြစ်တာမျိုးတွေကြုံရတယ်လို့အရှိလာမဲ့ကာလမှာတော့ဆောင်းဝဲဖြစ်ရင်အောင်အောင်မဆိုတဲ့ကာလအရှိမထိုင်ဆောင်နေတယ်ဒီကာလမှာတော့ဝရိယအားလေးနည်းနည်းလေးထက်ပြီးကြိုးစားမယ်ဆိုရင်တော့ပိုပြီးသင့်လျော်ပါလိမ့်မယ်နော် နိုဝင်ဘာလ6ရက်9ရက်10ရက်အဲ့ရက်တွေမှာတော့ဘဝအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရတဲ့အနေအထားလေးတွေရှိမယ်။တခါမှမရောက်ဘူးတဲ့နေရာဒေသတွေကိုရောက်ရတဲ့အထူးသဖြင့်ပြည်ပခရီးတွေပါတယ်သွားရတဲ့အနေအထားတွေရှိတယ်။ပြီးတော့ဘဝမှာတစ်ချိန်တခါမှမလုပ်ဘူးတဲ့အလုပ်တွေအလုပ်ဝကံရတာမျိုးတွေကြုံရတဲ့နော်။ဆိုတော့အဲ့ရက်ပိုင်းကလုပ်ငန်းအသစ်တွေကိုတိုးချဲ့လို့လုပ်ငန်းအသစ်တခုစတဲ့အကောင့်ထဲပေါ်လို့အကောင့်သောကာလလို့ခေါ်တယ်။ပစ္စည်းဥစ္စာတွေရွှေရင်းငွေတွေဒီလာတိုးပွားကာလမဲ့ထူးခြားသောပြည်စုံမဲ့ရက်အပိုင်းချဖြစ်တာတွေ့ရတဲ့အတွက်အမရန်ဝမ်းသာဖို့ကောင်းပါတယ်ဗျာနော် နိုဝင်ဘာ၂ရက်၃ရက်၄ရက်၅ရက်မှာတော့အညာအခိုက်လေးတွေရှိတယ်ဆိုတော့လူလိန်လူကောင်းနဲ့တွေ့ရတတ်တဲ့ကိန်းရှိတယ်ငွေကြေးကိစ္စတစ်ခုတည်းလိန်လာမယ်မဟုတ်ဘဲနဲ့မေတ္တာတို့အဲကိုယ့်ရဲ့မေတ္တာနှလုံးသားရေးရာတွေကိုအဲလိန်ဝါတာတွေအစားကြုံရတတ်တဲ့ကိန်းတွေရှိတယ်တချို့လေးတွေရှိတယ်ချစ်သူဘဟောင်းရီတာဟောင်းရဲ့ဒုက္ခပေးမှုလေးတွေပေါ့လေအဲအစင်မပြေလို့ဆိုပြီးတော့ကိုယ်ထားပါတော့တပုံနေနဲ့မကောင်းတဲ့ဟာတွေနဲ့အဲ့လိုမျိုးပေါင်းဝင်ခြင်းတွေလူသိရှင်ရဖြစ်အောင်အချက်တွေအကျိုးနဲ့လောက်တာမျိုးတွေအစားပေါ့နော်အဲဂယုဆိုင်ရမယ်ပြီးတော့အဲ့မှာချစ်သူဘဟောင်းရီတာဟောင်းတွေ ကိုယ်ဒုက္ခတွေအများကြီးပြေးခဲ့တဲ့သူတွေကိုယ့်စီကိုပြန်ဝင်လာလိုက်မယ်ဝင်တဲ့အခါမှာငါမမကြီးဘာညာပြောတဲ့အခါမှာလဲအဲ့ဒါကိုခွင့်လွှတ်လိုက်မယ်ဆိုရင်တော့နောက်တစ်ကြိမ်ထပ်အမားဖို့လမ်းစာဖွင့်မိတာနဲ့အတူတူပဲပေါ့နော်လုံးဝခွင့်မလွှတ်သင့်ဘူးလို့အဲမာဂျင်နဲ့ပေါ့နော်ဆိုတော့အဲ့ဂယုဆိုင်မယ်အဲ့ရပိုင်းကြီးကလူလိန်လူကောက်ဒုက္ခရောက်တတ်တယ်အဲ့ဒါကလည်းလူမှုအင်းနဲ့ပတ်သက်တဲ့အညာခိုက်တွေအများဆုံးကြုံရတတ်တဲ့ဂိမ်းရှိတော့ဘယ်သူဘယ်သူမှမယုံဘူးဆိုရင်တော့အကောင်းဆုံးဖြစ်မယ်လို့ဆရာအနေနဲ့အကြံပေးခြင်းနဲ့အဲ့တော့ကန်ဒီယာရဲ့ထောက်မမှုအပြေအဝရအောင်အဖြူရောင်နှုတ်နှစ်ရောင် ခဲရောင်ရင်ညှိရောင်တနခါရောင်အဲ့ဒီအရာတွေကိုအဓိကထားဝတ်ဆင်သုံးစွဲပေးရမယ် ဒါအပြင်အဲကြာပန်းရောင်စုံကြောက်စိမ်းပန်းဂန္ဓမာပန်းရောင်စုံလီလီပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုရတဲ့ဖရားမှာပေါ့နော်ဖရားပန်းကိုထိုးတာမျိုးဖြစ်စေအဲနေအဲ့ခါနေမှာအလပန်းကိုထိုးတဲ့နေရာမှာပဲဖြစ်စေပြုတ်လို့တုံဆွဲပေးပါအဲ့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေအဲကျောင်းဝင်းနဲ့အညံ့နေกินပြီးတော့ကောင်းတဲ့ကံလေးတွေပို့ကောင်းဖို့အတွက်ရရရလေးပေးအောင်အဲရရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့အဲရန်အထံတော်များကိုကြာစံကြော်လေးစုံလောင်းလို့ပြအောင်လောင်းလို့ပေးလိုက်ပါ မိကိုယ်တိုင်လက်စားသုံးလို့ရတဲ့အနီးနားပတ်ဝန်းကျင်သူတွေကိုလည်းဒါနပြုကြိုးခြင်းအားဖြင့်ငွေကြေးစည်းပွားလက်လာပါတွေအမှန်တန်တက်လာပါလိမ့်မယ်။ကြုံရတဲ့အညာခိုက်တွေကင်းပါအောင်အိမ်မှာရှိတဲ့ဆေးစာရွက်တွေဆေးစာအုပ်အဟောင်းတွေတက်တန်းလုံးနဲ့ဆေးကအဟောင်းတွေရှာဖွေပြီးတော့အမြန်ဆုံးဆုံးဖြတ်ပြအောင်ဆုံးဖြတ်လိုက်ပါ။ဒါဆိုတော့ကြုံနေရတဲ့လက်လာပါပိတ်နေတဲ့အညာခိုက်တွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်ဗျာနော်။အင်္ဂါသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းဝေးပါတယ်ဗျာနော်။